ဇလန်လီအဆောင်မှာတော့လျှို့ဝှက်ဆန်းကျဲတဲ့အာဂါဒယင်ကြီးတစည်းကကိုရီးယားနိုင်ငံဆိုမျိုးကရေကန်တစ်ခုနဲ့ပြတ်ကျသွားခဲ့ပါတယ်။အဲဒီအာဂါဒယင်ကလည်းမတူညီတဲ့ဂလက်ဆီတစ်ခုကနေပြီးတော့မှဆင်းသက်လာတဲ့ပုံစံဖြစ်ပြီးခဏကြာမှတော့ရေကန်ကြီးကနေအဝတ်မပါတဲ့လူတယောက်ထွက်လာပြီးတော့အဲဒီလူကလည်းဖြည်းဖြည်းချင်းမျိုးတွေကထွက်သွားခဲ့ပါတယ်။နောက်တဲ့တစ်ခါမှာတော့တောင်းနေတယောက်နဲ့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 ချစ်ပြီးတော့မှလက်ထပ်ထားတဲ့ဇုံနဲ့တွေကိုတွေ့ရမှဖြစ်ပြီးဒီဇုံတွေဟာခင်မွန်မန်ကေကတော့အလုံစူးစားပြီးတော့ညံရီထက်မြက်တဲ့ဒုတိယဖြစ်တဲ့အပြင်အိမ်မိုကိစ္စအားလုံးကိုလည်းလုပ်ပေးပါတယ်။ အချိန်မြေအလုံးရှုံနေတတာဖြစ်ပြီးတော့မှတခြားတစ်ဖက်မှာတော့သူ့ရဲ့ဇနီးဆိုဟီကအမြဲတမ်းသူမရဲ့တငယ်ချင်းတွေနဲ့စကားစမြေပြောရင်းနဲ့ဈေးဝယ်ထွက်ရင်းနဲ့ပဲအလုပ်တွေရှုံနေတတာပါဒီလိုဘာမှမလုပ်ဖ ೇನೆ ခင်မုန်းဖြစ်သူကပဲအကုန်လုပ်ပြီးတဲ့အခါမှာဆိုဟီကလည်းသူ့ကိုယ်သူကဘာပေါ်မှာကံအကောင်းဆုံးအမျိုးသမီးလို့သတ်မှတ်ထားပါတယ်အရင်နေ့ညနေပိုင်းမှာဆိုဟီလည်းကျောင်းဟောင်းကလူတွေကိုအားတက်တရောနဲ့စီစဉ်ထားတဲ့အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုတက်ရောက်ပါတယ်သူတို့ကလည်းမတွေ့တာ၃နှစ်လောက်ကြာပြီဆိုတော့တောင်းနေတယောက်အထင်ကြီးအောင်နေကြပြီဒီချိန်မှာရန်စမ်းလို့နာမည်ရတဲ့သူမရဲ့အတက်မော်တယောက်ကရောက်လာပြီးတော့ ဒုစုံညောင်ဖြစ်ဖို့အတွက်အမြဲတမ်းစိတ်ကူးရှင်နေခဲ့ရတဲ့ရန်စံတယောက်ချော်လဲပြီးလှီကားသောပြိုကျကအဆက်ကွဲသွားခဲ့ပါတော့တယ်။ဒါမှလည်းရန်စံကတော့သူမရိတ်ကူးထားတော့မဲ့အရှင်ဇာကားတွေအတွက်လေကျင်းမှုတွေတမင်တွေကပြိုကျအောင်လှုပ်လိုက်တာလို့ဇလန်းနေစင်ပြီးတော့ပြောနေပါတယ်။ဒီလိုနဲ့တငယ်ချင်းတွေကလည်းဇကားစမီပြောနေကြရင်လည်းရန်စံကဆိုရီကိုသူမရဲ့အိမ်အောင်ရေးချောင်းမေးပါတယ်။ကျွန်တော်ရဲ့ဆက်ဆောင်မင်းသမီးကတော့သူ့ရဲ့ခင်မုန်းတဲ့ကိုစေဝါကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ညင်ရီထက်မြက်ပြီးတော့သဘောကောင်းမနှောကောင်းအော့စဘောယူချိုးလို့အမွန်တင်ကြွားလိုက်ပါတယ်။ခဏကြာမှတော့အဲ့ဒီအဖွဲကလည်းသူတို့အရင် ကျောင်းဟောင်းကအတန်းမဟုတ်ရဲ့အကြောင်းစပြီးတော့ပြောနေကြပြီသူတို့အတန်းမဟုတ်ဟောင်းဆရာကသူ့ရဲ့ယောက်ျားဖောက်ပြန်သွားတာကြောင့်ပဲယောက်ျားကိုတက်လိုက်ပြီးတော့ထောင်ထဲမှာအချိန်ကုန်ခဲ့ရတာပါဓမ္မကဘာလို့ဒီလိုလုပ်တဲ့အထီတောင်ဖြစ်ခဲ့ရပါလဲတခြားအမျိုးမျိုးတွေနဲ့အတင်းအမျိုးမျိုးတုတ်တာတွေအများကြီးပြောလိုက်ပြီးတဲ့နောက်မှာတော့အစိုးရကလည်းအင်ကိုနောက်ကျမှပြန်ရောက်လာခဲ့ပါတယ် ဆိုရင်အိမ်ကိုပြန်ပြီးတော့ရောက်လာတဲ့ခါမှာသူ့ရဲ့ခင်မုန်းကအိတ်နေပြီးတော့ဒီမှာလဲယောက်ျားအနာရောက်လာတော့မှအမည်မသိလူတစ်ယောက်စီကဖုန်းခေါ်လာတာတွေ့ရပါတယ်။ဇိုရီကမန်ကေရဲ့ဖုန်းကိုယူပြီးစစ်ကြည့်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်တောင်းနေတဲ့ဒီကပို့ထားတဲ့စာရီထဲမှာအသေးပုံလေးလေးပါနေပါတယ်။နောက်ပြီးတော့တစ်ဖက်ကလည်းတောက်ကြနေမှာမန်ကေနဲ့တွေ့ကြမယ်လို့ချင်းဆိုထားပြီးတော့ဇိုရီမျှော်လင့်ထားတဲ့အတိုင်းမှာပဲသူ့ရဲ့ယောက်ျားကဖောက်ပြန်နေတဲ့ပုံစံမှာဒါကြောင့်မဲဇိုရီကစိတ်ပူသွားခဲ့ပြီးတော့ခင်မုန်းဖြစ်တဲ့သူကအပြင်မှာလှည့်ဝဲပြီးတော့ဖောက်ပြန်နေတာဖြစ်နိုင်တယ်လို့တင်ပြရရှိခဲ့ပါတယ်။ အဲ့ဒါနဲ့သူမကတန်ရရီကိုအတီးပြဖို့အတွက်ကိုရီမာသွားရှာကြည့်တော့အိမ်တော်ရင်ဖော်ပြတဲ့သူတွေရဲ့လက္ခဏာတွေကအဆင်မပြေမှုတွေကိုပြောနေတတ်ပြီးတော့အချင်းပေါ်အလုံစင်းတဲ့လူတွေအမြဲတမ်းစင်ကြီးတွေပေးနေတတ်ပါတယ်တဲ့ဝက်ဆိုက်တွေကလည်းအခိုင်မာဆိုထားတာဖြစ်ပြီးဆိုကြီးကအဲ့ဒါတွေကိုဖတ်ပြီးတော့စောစောကမန်ငယ်ကလည်းသူ့ကိုအလားတူစင်ကြီးပေးထားတဲ့အတွက်စိတ်ပြေခဲ့တာပါနောက်နေ့မနက်မှာတော့ဆိုကြီးကတောက်ကြနေအတွက်သူ့ရဲ့အစီအစဉ်တွေအကြောင်းမန်ငယ်ကိုတမင်တကာမေးလိုက်ပြီးအဲ့ဒီတငယ်ချင်းလင်မယားနှစ်ယောက်နဲ့ညစာအတူစားဖို့လိုက်ခဲ့လို့ပြောပါတယ် ဒါမှမဟုတ်ဘန်ကင်ကတော့အဲ့ဒီနေ့မှာစာပနာတစ်ခုသွားကြရှိတယ်လို့ဟန်ဆောင်လိုက်ပြီးတော့ညှင်းဆန်ပါတယ်။မန်ကင်လင်းတော်ကိုတေချာစီဖို့အတွက်လည်းသူ့ရဲ့တငငချင်းဆရာဝန်ကိုသွားပြီးမိတော့တခြားဖြေတစ်ခုထွက်လာခဲ့တာနဲ့ဆိုရီးရဲ့တန်ရရီကအသွင်ပြောင်းသွားခဲ့ပြီးသူမရဲ့တန်ရရီကိုအတီးပြူရအောင်အတွက်စုံတော်တယောက်ကိုအကူအညီတောင်းပြီးတော့ပတ်စံကောင်းကောင်းပေးကသူ့ရဲ့ခင်မုန်းကိုအနည်းငယ်ဆောင်ကြီးဖို့တောင်းဆိုပါတယ်။နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့စုံတော်ဂျန်ကလည်းမန်ကင်ကိုဆောင်ကြီးရမယ့်သူ့ရဲ့တာဝန်ကိုစတင်နေပြီးဒီလိုနဲ့စုံတော်ကဆိုရီးရဲ့ယောက်ျားရဲ့ လှုပ်ရှားမှုတွေကိုတနေ့ကအနီးကဲစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဆိုရင်းနဲ့ပြန်တွေ့ပြီးသူတွေ့ခဲ့တာတွေအားလုံးကိုပြောပြပါရယ်။မန်ငယ်ကပထမဆုံးခေါင်းဝင်းကိုတွားပြီးတော့ခေါင်းရိုက်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ဂျင်းကိုတွားပြီးအဲ့မှာနှစ်နာရီလောက်မယံမနာလေ့ကျင့်ခန်းတွေလုပ်ပါရယ်။ဒါပေမဲ့သူတွားတဲ့နေရာတိုင်းမှာမိခလိတွေဝင်းရံနေပြီးတော့စွန်တော့ဂျန်ကမန်ငယ်မှာမိမတွေအများကြီးရှိတယ်ဆိုတာနဲ့ဆိုရင်းအပါဝင်တခြားအိမ်တော်သုံးခုထူထောင်ထားတယ်ဆိုတာပြောပြလိုက်ပါရယ်။အန်ဝစရာကောင်းတာကတော့မန်ငယ်ရဲ့အရင်ဇနီးတွေအားလုံးကပြောတဲ့သူကပြောက်၊ကွယ်လွန်တဲ့သူကကွယ်လွန်သွားခဲ့ရပါ။အထူးကြောင့်တော့မန်ငယ်ဟာ ညပတိတက်စီဆိုင်မှာဒေါ်လာ30တန်တက်စီကားကုန်မဖြစ်ဘဲနဲ့ဘက်ဆက်သေးတောင်းနေတတ်ပါတယ်။ဇွန်လကြံပြောတဲ့အချက်လက်တွေအားလုံးကဆိုဟီရဲ့အပြစ်ကင်းတဲ့အုံနောက်ထဲကိုမဝင်ဘဲနဲ့ဆိုဟီလည်းချက်ချင်းပဲအင်ကိုပြန်သွားခဲ့ပါတယ်။ညဘက်မှာတော့ခင်မုန်းဖြစ်တဲ့သူအိပ်ပျော်နေတဲ့ချိန်ဓာတ်နဲ့ထိုးတတ်ဖို့စဉ်းစားပေမဲ့လည်းခဏနေတဲ့အခါမှာမဖြစ်သေးပါဘူးဆိုပြီးတော့မှစိတ်တွေရှုပ်ကအခန်းထဲကပြန်ထွက်သွားခဲ့ပါတယ်။ကိုဂီယာမဲနေတဲ့ဆိုဟီကသူ့ရဲ့တငယ်ချင်းဆယ်တော်ကိုယဉ်ဖွင့်ဖို့ဆုံးဖြတ်ပြီးခင်မုန်းဖြစ်တဲ့သူကိုတတ်ချင်တယ်ဆိုတော့ကိုပြောလိုက်ပါတယ်။သူ့ရဲ့ဇလန်းကိုကြားတာနဲ့အရင်တုန်းကအင်တော်40ကျွဲခဲ့ဘူးတဲ့ဆယ်တော်က ပြည့်ပြည့်စုံတဲ့ခင်မွန်းတယ်ဆိုတာလောကကြီးမှာမရှိဘူးခင်မွန်းဖြစ်တဲ့သူကိုတက်ခဲ့တယ်ဆိုတဲ့သူမရဲ့ကောလာဟလာတွေကလည်းအကုန်အမားတွေကြီးပဲလို့အဖြစ်မှန်တိုင်းပြောပြပါရယ်ဒါပေမဲ့ဒီလိုယောက်ျားတွေကသူတို့ရဲ့လူရဲ့ကြောင့်တေးဖို့ထိုက်တန်တယ်လို့လည်းပြောဆိုပါရယ်ဒီခါမှာတော့မန်ငယ်ဟာသူ့ရဲ့မိမကိုတတ်ဖို့အတွက်ရည်ထင်းမှတဲတစေအစိတ်ခဲ့ပြီးတော့နောက်နေ့မှာတော့ဆိုကြီးကစွန်တော်ရဲ့ရုံငန်းကိုသွားပြီးတော့လေဘက်ကနှစ်ယောက်သားစကားပြောနေတဲ့အချိန်စွန်တော်ချန်ကမန်ငယ်သားတာမန်လူသားတယောက်မဟုတ်တော့ဘူးလို့တန်တဲ့ကဝင်လာပါရယ်ဆိုကြီးကလည်းဒါကိုလွယ်လွယ်လေးနားလည်မှမဟုတ်တာကြောင့်ပဲ unbreakable လို့ခေါ်တဲ့စာအုပ်တော်ကိုထုတ်ပြပြီးတော့သူ့ရဲ့ခင်မုန်းကတခြားဂျိုကမျိုးပြောင်းမျိုးစေးလို့ယူဆတယ်လို့ဆိုပြီးသူ့ရဲ့နှောင်းကဒီလိုမျိုးအလားတူဖြစ်ရမျိုးတွေကြုံခဲ့ဘူးတယ်လို့လည်းပြောပါတယ်။ဒါမှမဟုတ်အဲ့ဒီပြဿနာတွေကိုလိုက်ဖို့အတွက်အလိုအပ်ခဲ့တဲ့သူတွေကပျောက်သွားတဲ့သူတွေကပျောက်ပြီးတည်တဲ့သူကလည်းတည်မကောင်းတဲ့ပုံစံတွေနဲ့ပဲအဆုံးသတ်ရပါတယ်။ဒါမှမဟုတ်ဆိုရီကတော့သူ့ရဲ့ခင်မုန်းကဂျိုသားဖြစ်တယ်ဆိုတော့ကိုလက်ခံမှုခက်ခဲနေပြီးသူမကိုနားလည်အောင်လို့စုံတော့ကျန်ကသူမကိုတက်စီစံကြီးခေါ်သွားပါတယ်။ ဇော်ကြီးကလည်းစွန်တော့ကျန်နဲ့လိုက်သွားကြည့်တော့ခင်မောင်းဖြစ်တဲ့သူကဓာတ်စီလီတာအများကြီးငုံနေတာကိုတွေ့ရပြီးသူမှလုံးဝကိုအံ့ဩသွားခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ SSG ရဲ့ Life on Credit Center A School ကိုအဖွဲ့အစည်းကအခါသာသိမဲ့ပညာရှင်တွေအစိုးရအရာရှိတွေကရောက်လာကြပြီးတော့လျှို့ဝှက်အစည်းအဝေးကိုစီစဉ်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးအဓိကရည်ရွယ်ချက်ကတော့ကမ္ဘာမြေပေါ်ကိုရောက်နေတဲ့ဂျိုသားတွေကိုဖမ်းယူဖို့ဖြစ်ပြီးအဲ့ဒီဂျိုသားတွေကလူရဲ DNA တွေစုဆောင်းပြီးတော့မှလူသားတွေရဲ့ဂျားထဲမှာ virus တွေပြန့်နှံ့လာစေပါတယ်။ ါကတော့ဂျိုသားတွေရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်ပြီးကနဟုအစီအမဖြစ်ပြီးအဲ့ဒီဘက်ကဂျိုသားတွေရဲ့ခေါင်းဆောင်လို့ယူဆရတဲ့မန်ငယ်ကိုပြစ်မှတ်ထားဖို့အတွက်ရည်ရွယ်ထားပြီးတော့ဇိုကြီးကလည်းအိမ်ပြန်ရောက်လာတဲ့အခါမှာရေခဲတိရတွေကမန်ငယ်အစိတ်ခတ်ထားတဲ့ရေဘူးကိုသတိမထားမိပဲနဲ့ယူတော်မိကကျမ်းမြေမော်ကိုလဲကျသွားခဲ့ပါတယ်။ဒါအောင်မြင်တဲ့အခါမှာမန်ငယ်ကသူ့ရဲ့အနာကိုပြေးသွားပြီးဇိုရင်ဂျီအောင်ဆောင်းလိုက်ပါတယ်။ဒါပေမဲ့ဇိုကြီးကလုံးလုံးသတိလစ်သွားတာနဲ့သူ့ရဲ့မစ်ရှင်ကိုအောင်အောင်မြင်မြင်အကောင့်တွေဖုန်နိုင်ခဲ့တယ်ဆိုပြီးတော့ဂျူသားဖော်တွေကိုဖုန်းဆက်သတင်းပေးပါတယ်။ အဲ့နောက်မှာတော့ဇွေကြီးလေးစေယုံတင်တာရပြီးဆရာဝန်ကတော့သူ့မှာဆုံးသွားပြီဆိုတာဝန်ထဲဆရာတရင်ကိုမန်ခဲကို ပြောပြပါဗျ။သူမကိုသူမကျောင်းကတငယ်ချင်းတွေကလည်းအချိန်မီလာပြီးတော့ကြေးကြပါဗျ။ဝန်ထဲပူဆွေးနေကြတဲ့အချိန်မှာခဏကြာတော့ဆေရွာကရောက်လာခဲ့ပြီးကြည်ဝဲဝဲရတရင်ကိုကြားလိုက်ပါတယ်ဒါတော့မန်ငယ်မှာတာဝန်ရှိတယ်ဆိုပြီးတော့ကျင်းသာရီတိုက်ဆဲဆိုပစ္စည်းတွေနဲ့ပြပောက်ကကိုတိလျောက်ရိုင်းနေပါတော့တယ်အဲလိုတွေဗျံမနာဖြစ်နေတဲ့အချိန်မှာဆိုရီးကလည်းယုဒိရဲ့တတိပြောင်းဝင်လာပြီးသူမမျိုးချထားမိတဲ့အစိတ်တွေကိုပြန်ထွေးထုတ်လိုက်ပါတယ် ဒါကြောင့်မန်ငယ်ကထိလန့်သွားခဲ့ပြီမဲ့သူ့ရဲ့အကြံတွေမသိအောင်လို့သူမိမသတိပြန်ရလာတော့ကိုပျော်နေခြင်းအောင်ဆောင်လိုက်ပါတယ်။နောက်နေ့မှတော့မန်ငယ်ဟာသူ့ရဲ့အပေါင်းအသင်းဂျိုသားတယောက်ကိုပိုင်ဆိုင်နဲ့ဈေးတန်းကိုသွားပြီးတော့ပို့ပြီးတော့အစွမ်းထက်တဲ့အစိတ်ဝဲပါတယ်။ဒါပေမဲ့သူမသိလိုက်တာကတော့စွန်တော်တွေကသူ့ရဲ့လှုပ်ရှားမှုတွေကိုအနည်းငယ်စောင့်ကြည့်နေတာပါ။အဲဒီမှာတော့မန်ငယ်ဟာသူ့ရဲ့ဂျိုသားအဖွဲ့နဲ့ဖုန်းပြောနေပြီးတော့စွေးကြီးကိုတက်ပြီးသူမကိုမြင်မြို့ဖို့လုပ်မယ်။သူတို့အစီအစဉ်ကိုဆွေးနွေးလို့နေပါတယ်။အယုဓမာကျန်နေပြောကြပြီးတော့ပြုံးပြောင်းနေတဲ့ဂျိုသားကြီးမန်ငယ်ဟာ အဲ့ဒီကသူ့ရဲ့မွေးနေ့ဖြစ်လို့ဆိုပြီးတော့တေတာကိုမွေးနေ့လက်ဆောင်လုပ်ပြီးဂုံပြူကျင်တာပေါ့လို့ပြောပြီးတော့တခြားတစ်ဖက်မှာတော့ဇိုကြီးကဆေရွာစွန်တော့ကျန်တို့ကိုအကူအညီတောင်းပါတယ်ဇေယုံကဆင်းမီရဲ့နောက်ပိုင်းမှာ၃ယောက်ပေါင်းပြီးတော့မန်ငယ်ကိုတက်ကြမဲ့အစီအစဉ်ဆွဲပြီးသူတို့လည်းလျှက်စီးချောင်းနဲ့ရှော့တိုက်ဖို့တဲ့လူကဂျန်ကတော့လိုရမရဂျိုသားတွေအစိတ်ခံမှာဆိုတာကြောင့်ပဲအစိတ်ဖြည့်စည်းကိုလည်းဖန်တီးထားပါတယ်သူတို့ရဲ့ကနေဦးနီးပြူဟာကမအောင်မြင်မှုဆိုလို့ရှိရင်မန်ငယ်ကိုပါအစိတ်ထုတ်ဖို့တဲ့အစီအစဉ်ထားပြီးသူတို့၃ယောက်လည်းဇိုကြီးရဲ့အိမ်ကိုရောက်လာပြီးတော့ထောင်ချောက်ကိုစတင်ကြပါတယ် ဆိုတော့ကျန်ကတော့ရေချိုးကန်တွေကိုလျှက်စစ်ချိုးကိုထည့်သွင်းပြီးတော့အဲ့ဒီအတွက်ကိုတော့ပုံမှန်မိကြီးလိုပုံလေးထဲမှာအဝေးရင်းခလုံးနဲ့ချိတ်ဆက်ထားတာပါအဲ့ဒီစနစ်ထည့်သွင်းပြီးတာနဲ့ပဲတကားခေါင်းလုံးနဲ့လည်းမြည်လာခဲ့ပြီးတော့မန်ငယ်ဖြစ်လာမယ်ဆိုပြီးဆေတော်နဲ့ဆိုတော့ကျန်တို့ကရေချိုးကန်တွေကိုအမြန်ပုံကဆိုကြီးကတကားသွားဖွင့်ပေးပါတယ်အဲဝစရာကောင်းတာကတော့မန်ငယ်မဟုတ်ဘဲနဲ့မမျောလင့်ထားတဲ့ရန်စန်းကတနက်ကင်ပြီးတော့ရောက်လာပါတယ်ရန်စမ်းကလည်းအမည်မသိနေမဲ့တလုံးကသူ့ရဲ့ရည်စားဖောက်ပြန်နေတယ်လို့သတင်းရတယ်ဆိုပြီးတော့နေရာကိုပါမက်ဆေ့ပို့တာကြောင့်သူ့ရည်စားကိုလာပြီးရှာတာပါ ရည်သားကတော့တခြားလူမဟုတ်ပါဘူးစုံတော့ဂျန်ပါပဲရဲစမ်းကလည်းဆိုကြီးတောင်တားမရပဲနဲ့တရင်လုံးကိုလိုက်ရှာပြီးမကြခင်မှာသူရည်သားပုံနေတဲ့ရေချိုးကန်လေးကိုရောက်လာခဲ့ပါတယ်ရေချိုးကန်ကိုအတင်းဖွင့်ဝင်သွားတဲ့အခါမှာရန်စမ်းတွေ့တာကအင်းသာတက်နေတဲ့ဆယ်ရော့ကိုပါရန်စမ်းလေးတောင်းမြင်တော့တောင်းမှန်ပြီးတော့ထွက်သွားပြီးရေချိုးကလကနောက်မှာရှိတဲ့စုံတော့ဂျန်နဲ့ဆယ်ရော့တို့ကတော့တယောက်ကိုတယောက်ခဏလောက်စိုက်ကြည့်နေပါတော့တယ်ဘာမှမတွေ့တဲ့ရန်စမ်းကတော့အေကန်လေးပြောင်းဝင်လာခဲ့ပြီးသူ့ကိုယ်သူစိတ်တည်နေအောင်စိတ်လေးမင်းကြီးလိုက်ပါတယ် သမားကအဝေးတင်းကလေးကိုမိကျလို့ထင်ပြီးတော့မှကောက်ကင်ကအမှတ်မတင်နှိမ့်လိုက်ပြီးရေချိုးကန်ထဲမှာရှိတဲ့စုံတော့ချန်တယောက်ဓာတ်လိုက်ကတေးသွားခဲ့ပါတယ်။ဂျေလောင်နဲ့အော်တန်ကိုကြားလိုက်တဲ့အခါမှာကောင်မလေးတုံးရောင်းလေးရေချိုးကန်ထဲပြေးသွားကြပြီးထိလင်းစပြူလာခဲ့ပါတယ်။ဒါနဲ့သူတို့တွေဟာရဲရဲအဖမ်းခံမှာဆိုရင်းနဲ့အတွက်ဆယ်တာကားလို့အလောင်းကိုဗီဒီယိုထဲမှာဖွက်ထားကြဖို့အကြံပေးပါတယ်။ဒါမှမဟုတ်လေသူတို့အဲ့ဒီလိုလုံနေတဲ့အချိန်မှာမန်ကေကရုတ်တရက်အိမ်မြန်ရောက်လာပြီးပြဿနာတက်တော့မဲ့ချင်းကန်ကောင်းစွာနဲ့ပဲဆိုရီးကသူ့ကိုအချိန်ဆွဲပြီးတော့အရင်ဆုံးရေချိုးဖို့အတွက်ဆွဲဆောင်နိုင်လိုက်ပါတယ်။ ရေချိုးကန်လေးကဂျိုသားလေးကတော့တခြင်းလေးဖွင့်နေနေနဲ့အဲ့ဒီမှာဆိုရီတို့ကအခွင့်ကောင်းယူကအဝေးလေးခလုတ်ကိုနှိပ်ပြီးတော့မန်ကေကိုရှော့တိုက်လိုက်ပါတယ်။မန်ကလေးတွေကလည်းမန်ကေတေးပြီလားစစ်ဆေးဖို့အတွက်ရေချိုးကန်တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးအန်အောင်ဖို့ကောင်းတာကတော့မန်ကေဟာအသက်ရှင်လျက်ရှိနေတာပါ။အဲ့ဒါနဲ့ပဲကောင်မလေးသွန်ယောက်ကအဲ့ဒီအချိန်ဒီကိုလင်းလင်းမြဲမြဲတုံ့ပြန်လိုက်ပြီးမွေးနေ့ပဲကျင်းမကျင်းအောင်ဆောင်းလိုက်ပါတယ်။နောက်ပိုင်းမှာတော့မွေးနေ့ကိတိခွဲချပြီးဆိုရီးကသူ့ကိုဝိုင်းတော့ပေးဖို့အတွက်တောင်းဆိုပါတယ်။တကယ်တော့အဲ့ဒီဝိုင်းကလည်းဒုတိယအဆီဇင်ဖြစ်ပြီးတော့အစိတ်ခံထားခဲ့တာပါ မငယ်ကတုံဆမ်းမနေပဲသဘောတူလိုက်ပြီးအမြန်ဆုံးတောက်လိုက်ပြီးမြေအခုချိန်နေမတည်သေးပဲနဲ့ရုတ်တရက်ဗီဒီယိုတွေကနေဖုန်းမိလာခဲ့ပြီးမငယ်ဟာအိမ်ထဲကိုလူစင်းဝင်လာတယ်တင်ပြီးတော့အခန်းထဲကိုဂေးရွှေ့ဆိုင်ဗီဒီယိုကိုဖွင့်တဲ့အခါမှာစွန်တော်ချန်ရဲ့အလောင်းကိုပဲတွေ့လိုက်ရပါတယ်။အောင်ကြကောင်းတာကစွန်တော်ချန်ကလည်းမျက်လုံးတွေပြန်ပွင့်လာပြီးတော့အသက်ရှင်နေစေဖြစ်ပေမဲ့ကျူးကျော်သူဆိုပြီးတော့မငယ်တစ်ချက်ကျွေးလိုက်တော့ပြန်သေးသွားခဲ့ပါတယ်။သူရဲ့ရာဇဝမှုတွေကိုဖုံးဝေဖို့တဲ့မင်းကလေးသွန်းယောက်ကမန်ကြီးရဲ့အလောင်းကိုမြေမြုပ်ပြဖို့တဲ့လိမ္မာပါနဲ့ဆောင်တဲ့အကြံပြုပါတယ်။ ဒါပေမဲ့သူတို့တွေထွက်ခွာဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာမန်ငယ်ရဲ့ဂျိုသားကကျင်ယာဝါရီကသူတို့ရဲ့အိမ်တကားဝါကိုရောက်လာပြီးဆိုပြီးတော့ဆိုကြီးရဲ့အလောင်းကိုစီစဉ်ထားတဲ့အတိုင်းပဲမြင်းမျိုးဖို့လာကိုကြတာပါဒါပေမဲ့သူတို့ရဲ့ကနေဦးစီစဉ်ကမျောလင်းထားသလိုမဖြစ်တာကြောင့်ပဲမွေးနေ့ပွဲကိုလာလာလို့ဟန်ဆောင်လိုက်ပြီးတော့မန်ငယ်ကတော့သူတို့တွေကိုပြန်လာတဲ့အထိစောင့်ခိုင်းပါတယ်မန်ငယ်ကလည်းအိမ်တော်မှာတော့ကောင်မလေးတို့ရောင်းတဲ့စွန်တော်ကြံကိုမြင်းမျိုးဖို့အတွက်အနီးနားကတောအုပ်စီကိုသွားလိုက်ပါတယ်အဲ့တော့မှတော့မန်ငယ်ကိုလေမြေချင်းတူနေတော့ဇိုကြီးကခေါ်ပြားနဲ့ရိုက်တက်လိုက်ပြီးတော့သတိလစ်စေခဲ့ပါတယ် အဲနောက်မှာတော့ကမာလေးလူရအလောင်းနှလုံးကိုတပြိုင်နက်တည်းမြေမြုပ်လိုက်ပြီးအန်အောင်ဖို့ကောင်းတာကတော့ဂျိုသားဟာယူရီရဲ့မြေကြီးတွေကနေပြန်ပြီးတော့ဖောက်ထွက်လာခဲ့တာပါသူကပြည့်စင်နေတဲ့စွမ်းအားမရှိတော့ကိုပြသနေတာဖြစ်ပြီးဒီလိုမျိုးအထိတ်လန့်ခြေနေတွေမှာကမာလေးတွေကလည်းကားပေါ်ကိုအမြန်တက်ပြီးတော့မောင်းပြေးပါတယ်ကောင်မနဲ့ဂျိုသားကတော့သူတို့ကိုလိုက်ပြီးတော့ရှောင်နေပြီးသူ့ရဲ့အစောင်းနဲ့ flash man လိုမျိုးအနောက်ကနေပြေးပြီးတော့လိုက်ပါတယ်။နောက်ဆုံးတော့ကားဘော့ကိုခုန်တယ်ပြီးတော့ကားကလည်းကြောက်တုံးနဲ့တမ်းမိကမန်ငယ်ကတောင်ကုန်းဘော်ကနေပြုတ်ကျသွားခဲ့ပါတယ်။ ဒါမှလည်းကောင်မလေးတွေကတော့လုံးဝတင်ရမရပဲနဲ့နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့သူတို့တုံးရောက်အိမ်မြန်ရောက်လာတော့မန်ကြီးရဲ့တငယ်ချင်းတွေကအရက်တော့ပြီးတော့တင်းနေတာတွေ့ရပါတယ်။သူတို့လည်းနောက်တစ်ခါရွေးချယ်ကြမှရှိပဲအလောင်းတွေကိုကားထဲမှာတင်မြေမြို့ဖို့သွားရပြန်ပါတယ်။ဒါမှမဲ့တောဘက်ကိုမောင်းနေကြတဲ့အချိန်မှာရဲရရှိတွေကစစ်စစ်ခိမှစောင့်နေကြပါတယ်။သူတွေကစစ်စစ်ခံလိုက်ရတော့အေဂိုဟော့11မြင်နေတာတွေ့ရပြီးရဲစခန်းကိုရောက်သွားခဲ့ပါတယ်။တိမကြခင်မှာစွန်တော်ကျန်ကရဲစခန်းကိုရောက်လာခဲ့ပြီးတော့ တပန်အသက်ပြန်ရှင်လာပြီမဲလို့လျှက်စီလျှော့တဲ့ခင်ရပြီးတဲ့နောက်မှာတော့မှန်ဉဏ်တွေအားလုံးကိုဆုံးရှုံးခဲ့တာပါတို့တော့စကားမပြောနိုင်တဲ့အင်ယာမဲတယောက်လိုပဲရဲတွေကထင်းနေကြပြီးတချိန်တည်းမှာပဲမန်ငယ်ကအသက်ရှင်နေသေးပြီးတော့တငုံမော်တက်လာခဲ့ပါတယ်ဂျိုသားကလည်းအိမ်တိမ်ကိုရောက်သွားခဲ့ပြီးတော့အဲ့ဒီမှာနောင်စာစီအဖြစ်ထည့်ထားတဲ့ကွန်တိန်နာမျိုးစုံကိုတွေ့တော့တောက်လိုက်ပြီးတရားတွေလည်းပြောက်ခွန်အားတွေလည်းပြန်ရလာခဲ့ပါတယ်အဲ့နောက်မှာတော့ရဲစခန်းကိုရောက်လာခဲ့ပြီးတော့စူအီကိုခေါ်ဖို့တဲ့ရဲတွေစီကဖုန်းကိုငားပါတယ်အနီးနားကဖုန်းမြည်တမ်းကြားတဲ့အခါမှာမန်ငယ်က ပုံနေတဲ့ကောင်မလေး၃ယောက်ကို တွေ့ရပြီးဒီနောက်မှာတော့အခွင့်အရေးကိုအရာယူကဒါဟာတငယ်ချင်းတွေပါဆိုပြီးတော့အာမခံနဲ့ထုတ်ခေါ်သွားခဲ့ပါတယ်။အဲဒီမှာစွန်တော့ဂျန်လေးပါပြီးရဲတွေကိုဂျန်ကိုနေနာမှာနေလို့ရတဲ့နေရာတစ်ခုမှာထားခဲ့မယ်ဆိုပြီးတော့ခေါ်သွားပါတယ်။ရဲစခန်းကနေထွက်ခွာသွားပြီးတဲ့အခါမှာမန်ကြီးကလည်းသူ့ရဲ့ပုံစံနဲ့ရည်ရွယ်ချက်အမှန်ကိုထုတ်ပြောပြလိုက်ပြီးဆိုရင်းနဲ့တငယ်ချင်းတွေကိုတတ်ဖို့ပြုလုပ်ပါတယ်။ ဆရာကတော့ကျောင်းလန်တကြားနဲ့တွေ့တဲ့ဓာတ်ကိုယူကဂျူသားကိုထိုးဖို့လုပ်ပြီးဓာတ်ကဂျူသားအပေါ်မှာတည်ရောက်မှုမရှိပေ။ဘီယန်ပရာဒီဖြစ်ပြီးတော့သူရဲ့ကားလည်းဂျောကဘာအောက်ကိုရောက်ခဲ့ပါတယ်။ခံကောင်းထောင်းမဆောင်တဲ့မိကလေးတွေကဒဏ်ရာအသေးပဲပဲရခဲ့ပြီးအခင်းဖြစ်တဲ့နေရာကနေထွက်ပြေးခဲ့ပါတယ်။ဂျူသားတွေကလည်းသူတို့နောက်ကိုလိုက်လာပြီးတော့တင့်မကြခင်မှာ S ကုန်းကစွန်တော်တွေကလည်းကားမောက်တဲ့နေရာကိုရောက်လာပြီးမန်ကိတ်ကိုရှာကြပါတယ်။တချိန်ထဲမှာပဲကောင်မလေးတွေကလည်းဂျူသားလက်ကနေလွတ်ဖို့အတွက်အဆောင်အပြေတစ်ခုမှခိုးလုံနေပြီးမန်ကိတ်ကတော့ထိုးကြတဲ့အနံ့ခနဲစွမ်းရှိကား ူတို့ကိုအလွယ်တကူကြေးအားခံလိုက်ပါတယ်။သူဆိုရေးကိုတက်ခါနေမှာပဲအေစကွန်စုံတော်ဒီကအခင်းဖြစ်ပေါ်တဲ့နေရာကိုရောက်လာပြီးတော့အဖွဲ့ရင်နဲ့ဂျိုသားကြားထဲမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။မန်ကင်ကတော့သူ့ရဲ့တဘာဝလွန်ဆွမ်းအားတွေနဲ့အရာရှိတွေကိုတယောက်ပြီးတစ်ယောက်အနိုင်ယူလိုက်ပြီးဘယန်ပင်တာတွေကြားထဲမှာကမာလီသွန်ယောက်ကချိုလေးသွားခဲ့ပါတယ်။သူတို့ဟာအဆောက်အအုံနဲ့အဝေးကြီးစီကိုပြေးသွားကြပြီးတော့ဂျန်ကိုထားခဲ့တဲ့စုံတော်ကားစီကိုပြန်သွားပြီးဂျန်ကလည်းပျောက်ဆုံးသွားတဲ့မျက်ညံတချို့ပြန်ပြီးပေါ်လာတော့သူ့ရဲ့ဂျိုသားတွေကိုတတ်ဖို့တဲ့တီထွင်ထုတ်လုပ်ထားတဲ့အစိတ်ဖြေစီကိုပေးလိုက်ပါတယ်။ ။အချိန်မဖြုံးမနဲ့ဇိုရီကလည်းမန်ငယ်ရဲ့ကိုလေးကိုဈေးကိုတက်တိရှိရှိထိုးသွင်းလိုက်ပြီးတဲ့နောက်ဆုံးမှာတော့မန်ငယ်ဟာတေဆုံးသွားခဲ့ပါတယ်။အန်တော့မှာတော့မြင်ကွင်းကတနေ့အကြာကိုပြောင်းလဲသွားခဲ့ပြီးဆိုဟီဆယ်ရွန်နဲ့ရန်ဆန်တို့ကလည်းလက်တွဲပေါ်တွင်မရှိဘဲနဲ့အတူတူအချိန်ဖြုံးကသူတို့ရဲ့ကြုံရတဲ့ကြောက်စရာအဖြစ်ဆိုကြည့်ပြီးစိတ်ထိခိုက်စရာဖြစ်ပျက်တွေကိုမေ့ပြီးတော့ပြပြောရှင်ရင်ပဲနေသွားကြပါတယ်။သူတို့ဟာတသက်လုံးအပြိုကြီးလုပ်ဖို့တွေးထားပေမဲ့ရုပ်ရှင်လျက်ဆုံးတမှာတော့စုံတော့ကျန်ကလည်းရောက်လာခဲ့ပြီးတော့ပန်းတွင်နဲ့ရန်ဆန်ကိုပြန်ဖို့ကပြောရှင်စာခိုက်တန်လေးနဲ့ဇလန်လေးဟာပြီးဆုံးသွားခဲ့ပါတယ်။ ဟုတ်ကဲ့အဆုံးနဲ့လက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်